တေမင်းဆိုတဲ့သူ့ရဲ့မူလတာဝန်နဲ့လူသားဆိုတဲ့ခံဝါချက်တွေကြားမှာပြားများလာတာပါပဲဂျိုးဟာစူဇာနဲ့အချိန်ဖြုံးရင်းသူမကိုတခေပြေးချစ်မိသွားပါတယ်သူဟာအချစ်ဆိုတဲ့လူသားတွေရဲ့အနက်ဆိုင်ဆုံးခံစားချက်ကိုပထမဆုံးအချိန်ခံစားမိသွားတာပါစူဇန်ကလည်းထူးစားတဲ့ဂျိုးရဲ့အမူအရာတွေလှုပ်ဝှက်ချက်တွေကိုစိတ်ဝင်စားရင်းဂျိုးအပေါ်မှာတန်ရောစင်ဖြစ်လာပါတယ်။သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာပိုမိုနှဆိုင်လာပါတယ်။ တဖက်မှာလည်းဘီလ်ကသူ့သမီးဟာတင်မင်းနဲ့ချစ်ချင်နေတာကိုသိပြီးအယန်းကို စိတ်ပူပန်းလာပါတယ်။ဘီလ်တီသွားတဲ့အခါသူဟာတင်မင်းကို ပထမဆုံးအချိန်ဒေါသတကြီးရင်ဆိုင်လိုက်ပါတယ်။ဘီလ်ကဂျူးကိုဒါအချစ်မဟုတ်ဘူး။ဒါကပိုင်ဆိုင်ခြင်းစိတ်တကိုယ်ကောင်းဆန်စိတ်မင်းဆူဇန်ကိုတကယ်ချစ်ရင်သူ့ဘဝသူ့အနာဂတ်ကိုမဖျက်ဆီးရဘူး။အချစ်စစ်ဆိုတာကိုယ့်အသက်မဟုတ်ပဲကိုချစ်ရတဲ့သူရဲ့ပျော်ရွှင်မှုကိုပဲကြည်တာ။ မင်းကကော်ဖီဆိုင်ကလူငယ်လေးရဲ့ခန္ဓာကိုယ်ကိုယူထားရုံပဲမင်းက तू မဟုတ်ဘူးဒီစကားတွေဟာဂျိုဘလက်ကိုအကြီးအကျယ်တုံ့လုပ်သွားစေပါတယ် तू ဟာတီမင်းတယောက်အနေနဲ့ပထမဆုံးအကြိမ်အရှုံးကိုနားလဲသွားပြီးတကယ့်အချစ်ရဲ့အဒီဘယ်ကိုသဘောပေါက်သွားပါတယ်